မင်္ဂလာပါဒီနေ့ဗီဒီယိုမှာရှေးဟောင်းထရက်တာတွေထဲကဘယ်နှမျိုးကိုတည်လဲဒီထဲကဘယ်တမျိုးကိုမှဆိုတင်စီးလိုက်မိရင်လမ်းပေါ်မှာအားလုံးရဲ့မျက်လုံးပြောင်စရာဖတ်သွားမှာပဲခစ်တဲ့စိုက်ဖြိုးအေးဖွင့်ဖြိုးတိုတက်မှုမှာထရက်တာတွေရပေါ်ထွန်းလာမှုကတော့စိုက်ဖြိုးရေးအတွက်အေးရမအခုအညိတရက်ဆိုတာငင်းစရာမလိုပါဘူး ဒီရှေးဟောင်းထွက်တာတွေဟာခင်မီစက်ရံတရားတွေနဲ့အစားထိုးခံလိုက်ရပေမဲ့တချို့သောစုဆောင်သူတွေရဲ့မျက်စိမှာတော့ဒီဟောင်းသားနေတဲ့ထွက်တာလေးတွေမှာထူးခြားတဲ့စံပြမှုလေးတွေရှိနေပါသေးတယ်။စမှုဒေါ်လန်ရေးစတင်ရအင်္ဂလန်နိုင်ငံမှာကျင်းပခဲ့တဲ့ newbie ရှေးဟောင်းထွက်တာဖျောက်ခွဲမှာဆိုရင်ထွက်တာစုဆောင်သူတွေဟာသူတို့ရဲ့အသေးစွဲထွက်တာလေးတွေနဲ့အတူတကွစုယုံခဲ့ကြတယ်။ ဒီထွက်တာတွေရဲ့အသက်ဟာအနည်းဆုံးနှစ်ပေါင်း၁၀ကြီးကြာရှိပြီဖြစ်တယ်လို့အချို့ဆိုနှစ်ပေါင်း၁၀၀နီးပါးရှိပြီဖြစ်ပါတယ်။ရေနွေးငွေသုံးထွက်တာတွေဟာ ရေဘူးရအဖြစ်ခန္ဓာကိုယ်အရွယ်အစားကြီးပါလွန်တာကြောင့်လုံကန်းကွက်မှာအခက်ခဲများစွာ ရှိခဲ့ပြီးဒါကြောင့်မို့လဲဓာတ်ဆီနဲ့ဒီဇယ်ထွက်တာတွေပေါ်ပေါက်လာဖို့လန်ခင်းပေးခဲ့ရတာပါ။ မောင်းနှင်ပုံကျင်မတူအညီကြတဲ့အပြင်ဒီရှေးအောင်ထွက်တာရဲ့ဘီပေါင်းဆံကိုကြည့်ခြင်းအပြင်လဲဘဲတစ်ခုကပိုပြီးရှေးကြလဲဆိုတာကိုတိတာထင်ရှားစွာမြင်နိုင်ပါ रे ရှေးဦးထွက်တာတွေမှာတံပီးသွုံဟောထန်းချိုးပြီးတွေကိုအသွုံပြုထားပြီးလေထက်ပြီးတွေကတော့ဒုတိယကဘာစစ်ပြီးနောက်မှာမှစိုက်ပျိုးရေးထွက်တာတွေမှာစတင်ပြန့်နှံ့သုံးဆွဲလာကြတာပါဒီလိုမျိုးမတူညီတဲ့ထရက်တာမျိုးစားတွေကိုကြည့်ရှုပြီးတဲ့အခါမှာတော့မင်းရဲ့ကြိုက်ဆုံးကဘေးတစ်ခုလဲဆိုတာသိကြစရာပါနော် ားလုံးကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါရစေ။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်။